မင်္ဂလာပါရှင်။ဘာမောင်ခဲတဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုဆက်လက်ပြီးနောက်ဆုံးရသတင်းများကိုဆက်လက်အစီအကံတင်ဆက်ပေးပါမယ်ရှင်။အခုတခါတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့နယ်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဟုချင်းညင်အောင်တပ်ဖွဲ့ရကြေညာဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဟုချင်းညင်အောင်တပ်ဖွဲ့ကယနေ့တရဝင်းကြေညာသည်။ ချင်းညင်အောင်စစ်စေးရဲ့တပ်ဖွဲ့ကဧပြီလ9ရက်နေ့ရင်စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တရင်ခလာရ268ကိုအပိသက်သိမ်းပိုက်ကဖလန်းမျိုးနယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်သောနယ်မြေဖြစ်ဖို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရသည်ဖလန်းမျိုးသိမ်းတိုက်ပွဲတွင်စစ်ကောင်စီလက်နက်ကြီးများပါဝင်လက်နက်ခဲရဲအများအများနှင့်ငွေကြေးများစွာကိုလည်းသိမ်းပိုက်ရရှိခဲ့သည် 2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကဖလန်းမြို့သိမ်းတိုက်ပွဲကိုချင်းညိနာစစ်စင် Operation CB အဖြစ်ထိုးစစ်စင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကဖလန်းမြို့မကြာရဲအတွက်ရှည်ရင်ခလာရ268တရင်အင်အားအပြင်2024ဒီဇင်ဘာလတွင်ခလာရ89မှစစ်ကူအင်အားတရာဝန်းကျင်နှင့်2025မတ်လတွင်တမ89လောက်ခန့်ခလာရ391မှစစ်ကူအင်အားတရာခန့်ဖြင့်အင်အားအကြိမ်ကြိမ်ထမ်းဖြည့်တင်းခဲ့ကြောင်းထို့ပြင်၄ချောင်းတိုက်ခိုက်မှု အချိန်ပေါင်း1000ကျော်ဖြင့်အပြင်းထန်ခုခံခဲ့ကြောင်းသိရှိရသည်။ချင်းညင်သောစစ်စင်ရေး Operation CB ဖလန်မျိုးသိမ်းတိုက်ပွဲတွင်96 Soldiers Pedia, Anti-Fascist Internationalist Front AIF, Burma National Revolutionary Army BNRA, Burma Revolutionary Technical Front BRDF, Generation Z Army GZA, Giant Revolution for GRF Humanitarian Northern Brothers HNV, Kali Revolution 4KRF, Kali Abengwala, Kali UG, Myeongjin Blood Tiger MBD, National Liberation Army NLA, Revolution Ambulance for Raw Medical Team, Sagain Federal Troop S FDSO, Your Defense for YDF, Seoul Army ZA, Kali KI Pakapha နှင့် drone ဖွဲ့တို့ပါဝင်ခဲ့ကြောင်းသိရှိရသည်။ ဖလန်မြို့တစ်ခုလုံးစစ်ကောင်စီကင်းစင်သောနယ်မြေဖြစ်ပေါ်ဆောင်နိုင်ခဲ့ခြင်းမှာချင်းညီနောင်းနဲ့မဟာမိတ်အင်အားစုများ၏မဆုံးမနစ်သောစိတ်ဓာတ်ဖြင့်ကျဉ်ကျခံထိုးစစ်ဆင်တိုက်ခိုက်မှုအရက်ကန်တမရောမှခဲရက်စစ်လက်နက်များအပြင်စစ်ရင်းဆိုင်ရာအကြံဉာဏ်များပံ့ပိုးကူညီမှုနှင့်မိဘပြည်သူများ၏တန်းညီလက်ညီဒီဇိုင်းမမတ်ထောက်ပို့ပါဝင်မှုများသာကြောင့်သာဖြစ်ပါကြောင်းကြေညာထားသည်။ ချင်းညင်နာစစ်စင်ရေး operation CB အဖြစ်ဖော်ဆောင်ခဲ့သောဖလန်းမျိုးသိန်းစစ်စင်ရေးအတွင်းအသက်ပေးသွားကြသည့်အာဇာနည်သူရဲကောင်းများကိုလန်းအင်ကပေးဆက်ခဲ့ကြသည့်ရဲဘော်များနှင့်အောင်ဝဲရသည့်အထိရွရွချင်းချင်းချီတက်တိုက်ပွဲဝင်ခဲ့ကြသောတပ်မှုတပ်သားများရဲစံတပ်တွေနှင့်ဇွဲလုံးလှရှိမှုတို့ကိုလေးစားစွာဂုဏ်ပြုပါကြောင်းနှင့်ချင်းညင်နာ CB အနေဖြင့်ဆက်အာနာရှင်စနစ်ကြဆုံးရင်းနှင့် Federal Democracy ပြည်တော်စုတည်ဆောက်ရေးမဟာမိတ်များနှင့်အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆက်လက်ကြေညာထားသည် ယခုတကတင်ဆက်ပေးမယ့်သတင်းကတော့တောင်သာရင်စစ်တပ်ကစစ်တပ်လေးတွေဖြင့်ပုံကျဲတိုက်ခိုက်ကံဘလူရင်စစ်ကြောင်းထိုးနေသည့်စစ်တပ်ကပြစ်ခတ်မှုများစတိုက်လုံးနေသည့်ဖြင့်ပြည်သူတို့တန်ရာရဆွေးရသည်ပေဖြစ်ပါရရှင်မန္တလေးတိုင်းတောင်သာမြို့နယ်ရှိကျေးရွာတရားကိုအကြံဖက်စစ်တပ်ကစစ်တပ်လေးတွေဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းသို့ပြောဆိုသည် ရှင်နေဧရလာ9ရက်နေ့နနက်2:48မိနစ်ခန့်အချိန်အကျန်းဘတ်စစ်တပ်ကတောင်တော်မြို့နယ်တောင်ချန်းရှိကျေးရွာများကိုစစ်တပ်လေတွေဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အကျန်းဘတ်စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးပေ၊နေအိမ်များထိခိုက်ပျက်စီးမှုမရှိကြောင်းသိရှိရသည်။ ထို့ပြင်သခိုင်းနိုင်ကံဘလူမြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဂျေးရွာတွင်ကိုဝင်ရောက်စီးနှင်ပစ်ခတ်ခြင်းကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Calling Info မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည်ဧပြီလ9ရက်နေ့နနက်ရှင်းနိုင်ကံတွင်ကံဘလူမြို့နယ်ကိုတောင်ဘူရွာမှထိုင်ချာထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကကံဘလူမြို့နယ်အရှေ့မြောက်ဘက်ကိုစစ်ကြောင်းထိုးခဲ့ကြောင်းသိရသည်အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ဘာဖိုးစီတောင်းနေတွင်လဲလုံးနေသည့်ပြည်သူများကိုရန်တမ်းပစ်ခတ်ခြင်းကြောင်းကိုင်း မရွာမပြည်သူတို့ကြီးထိမှန်တရားရရှိခဲ့ကြောင်းသိရှိရသည်လက်ရှိချိန်တွင်ချမ်းမက်စစ်တပ်စစ်ကြောင်းတွင်ကမ်ဘလူမျိုးနယ်ကိုတောင်ဖို့ရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရသည်ဆလဘင်းစကိုင်းငလင်ကြီးကြောင့်ပြည်သူများပေးတင်နေခြင်းစစ်ကောင်စီလေးကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်ခလေးငယ်များအပါအဝင်ပြည်သူ80ကျော်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။အင်အားဖြင့်ငလင်းကြောင့်ပြည်သူများပေးတဲ့နေချင်းစစ်ကောင်စီလေးချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်ကလေးငယ်ချောင်းအပါအဝင်အရတားပြည်သူ80ကျော်အသက်ဆုံးရှုံးခဲ့ရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဧပြီလ9ရက်တွင်ထုတ်ပြန်သည်။မတ်လ28ရက်ကစကိုင်းငလင်းကြီးလှုပ်ခတ်အပြီးတပတ်အတွင်းစစ်ကောင်စီလေးချောင်းနဲ့လက်နက်ကြီးဖြင့်တိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့ကြောင်း NUG ကအသိပေးသည်။ ချို့တို့တိုက်ခိုက်မှုများကြောင့်ဆက်ရှင်နေအောင်ကလေးငယ်၆၀အမျိုးသမီး30အပါအဝင်အရတားပြည်သူ82ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်ငလင်ဘေးတံကိုအဆိုးဝါးဆုံးခံစားခဲ့ရသည့်စကိုင်းတိုင်းအတွင်းစစ်ကောင်စီတိုက်ခိုက်မှု78ကြိမ်နှင့်မန္တလေးတိုင်းအတွင်းနှင့်လည်း78ကြိမ်တိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်အဆိုပါတရင်ချက်လက်များသည့် match လ28ရက်နေ့နေ့လယ်တနာရီမှာ April 6ရက်နေ့လယ်2နာရီတီ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအတည်ပြုရရှိထားသောအချက်လက်များဟုဆိုသည် ဒီကောင်တွေကိုဘယ်တော့မှယုံကြည်ကြရလို့လဲအခုလိုကာလာမမဟုတ်ဘူးအရင်နှုံးကလေးကရုံမာစွာနဲ့အာနာသိမ့်နေတာပဲကျွန်တော်တို့တော်လန်လူတို့အနေနဲ့ကလည်းလှုပ်ရှားရှိတာလှုပ်ရမယ်ဟုငလင်ပေးသိမ့်ခြင်းတွင်စကောင်စီအယိုက်အပြစ်ရက်မြေဆိုသည့်ဘော်ရေဘလူးအဖွဲ့ကောင်ဆောင်ကလူတို့အနေဦးတို့ပြောသည်ညောင်ရွှေမြို့နယ်တာမတ်ချံကိုနေစဉ်နဲ့အမြ drone လက်နက်ကြီးနဲ့စစ်ကောင်စီကပုံမပစ်ခတ်လာတဲ့ဟုငလင်းလောက်ခတ်မှုပြီးစစ်ကောင်စီစီရေးလှောက်ရှားမှုကိုအင်းလေး PDF မှကိုအင်းသွင်းနေကရှင်းပြသည် စစ်ကောင်စီတိုက်ခိုက်မှုနဲ့တိုက်စုံထိခိုက်သည့်ပြည်သူရဲအတွက်မှာရခုထက်ပုံမများပြနိုင်ပြီးထပ်တိုးစီးရင်များရှိနိုင်သည်ဟုလည်းဆိုသည် ရှခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာငလင်အသေးဆုံးသူ3645ဦးအထိရှိလာဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုဗဟုပြေပြေလှုပ်ခတ်ခဲ့သောငလင်ကြောင့်မြန်မာနိုင်ငံတွင်အသေးဆုံးသူ3645ဦးရှိလာကြောင်းအာဏာသိမ်းစစ်ကောင်စီကယမန်နေ့ဧပြီလ10ရက်နေ့ညတွင်သတင်းထုတ်ပြန်သည်။ငလင်လှုပ်ခတ်ခဲ့မှုကြောင့်ယခုချိန်ထိအသေးဆုံးသူ3645ဦးတန်ရန်ရရှိသူ9038ဦး ျောက်ဆုံးသူ148ဦးနဲ့စုစုပေါင်း1830ခန့်ထိခိုက်ဒေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်အဆောက်အဦပေါင်း9223လုံးစာသင်ကျောင်းပေါင်း1824ကျောင်းဖုံးတော်ကြီးကျောင်းနှင့်တိလားရှင်စာသင်တိုင်း2952ကျောင်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးဖိအားစီတွေပေါင်း4819ခုနှင့်စေယုံစေကန်169ခုထိခိုက်ပျက်စီးဆုံးရှုံးသွားကြောင်းစက်ကောင်စီကထုတ်ပြန်သည် လမ်းမဆက်သွေးရင်နေပြင်ရှန်ကုန်နေပြည်တော်မန္တလေးယထာလန်ကာလန်နှင့်ယထာဘုဒ္ဓအချုပ်ပြည့်စည်မှုရှိခဲ့ပြီးတရား169စင်းလည်းပြည့်စည်သောကြောင့်သိရသည် မြန်မာငလျင်ကိုနိုင်ငံပေါင်း20မှကုညိကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ပစ္စည်းများပေးပို့လျက်ရှိကြောင်းလည်းစက်ကောင်စီကပြောသည်မြန်မာနိုင်ငံအလဲပိုင်းမန္တလေးစကိုင်းနေပြည်တော်တို့တွင်နောက်ဆက်တွဲငလျင်များစွာလှုပ်ခတ်နေသည့်အတွက်ပြည်သူများမှမိမိတို့မူလအနေအားများ၌မနေရဲပဲကွင်းပြင်များနှင့်လမ်းမေးပလက်ဖောင်းများပေါ်တွင်တဲထွေနေထိုင်ကြရကြောင်းသိရသည်မတ်လ28ရက်နေ့ကငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဧပြီလ9ရက်နေ့အထိနောက်ဆက်တွဲငလျင်အချိန်ရ80ကျော်လှုပ်ခတ်ခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။ဆလဘီစစ်အာဏာသိမ်း1928ရက်အတွင်းတပ်ဖြတ်ခံရသူ6486ဦးအထိရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AAPB ရဲ့ April 10ရက်နေ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံတောင်ဝမ်းမှာဆရနာသိမ်းမှုကာလ1928ရက်အတွင်းပြည်သူ6486ဦးထိအကြမ်းဖက်တပ်ပြတ်ခံခဲ့ရကြောင်းသိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့စုစုပေါင်း2900ဦးရှိလာပြီဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့6828ဦးဖြစ်ပါတယ်။အနာသိမ်းဆဲအုပ်စုရဲ့အကြမ်းဖက်တပ်ပြတ်မှုကြောင့်ရန်ကုန်မြို့မှာကြာဆုံးသူအများဆုံးရှိခဲ့တာပါ။မွန်ပြည်နယ်မှာတော့ကြာဆုံးသူ82ဦးထိရှိလာခဲ့ပြီးဖမ်းဆီးခံရသူ 800ကျော်ရှိပြီဖြစ်ကပြီးခဲ့တဲ့ရက်မှာတော့200ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။